်များဦးညီမင်းထေပါကျော် DPIU College မှာ Head of Campus အနေနဲ့တာဝန်ယူထားပါတယ်။ဒီနေ့ကတော့ကျွန်တော် PIU College ရဲ့အာ Campus Grand Opening ပါ။အဲ့တော့အရင်ကတော့ကျွန်တော် PIU College ကစမ်းချိန်ကမုန်းပွင့်မှာရှိပါတယ်။အဲ့တော့အဲ့ရနေပြီးတော့ကျွန်တော်တို့ဒီပညာရေးကဏ္ဍရဲ့ significant အတိုင်းပေါ့နော်ကျွန်တော် College အဆင့်မီဖြစ်အောင်အတွက်ကျွန်တော်တို့ကတောင်း upgrade ပြန်လုပ်ထားတာပေါ့။အဲ့တော့ဒီအခုဆိုလို့ရှိရင်စမ်းချိန်ဒီပါရမီစင်ကေယာမျက်စောင်းထိုးဒီပါရမီလမ်းမပေါ်မှာပဲကျွန်တော်ဒီပီရင်တစ်ခုလုံးကို college တစ်ခုအနေနဲ့ကျွန်တော်စပြီးတော့အာငားရမ်းပြီးတော့ပြင်ဆင်ပြီးတော့ဖွင့်လက်တာပါ တော့ဒါကတော့အာကျွန်တော် campus ground opening ဖြစ်ပါတယ်ဟုတ်ကျွန်တော်အဓိကတော့ဒီမှာအာ bachelor program တွေပေါ့နော်အဲ့တော့ bachelor program တွေရှိတယ်အဲ့တော့ကျွန်တော်အဓိက subject ကတော့ business subject ကိုသွားထားပါတယ်အဲ့တော့ကလေးလေးကိုအတွက်ဆိုလို့ရှိရင်တော့ကျွန်တော်က international အကြောင်းအရာနဲ့ချိတ်ဆက်ပေးထားတယ်ပေါ့အဲ့တော့ yuri အာ thailand ရှိမယ်ပြီးလို့ရှိရင် france ရှိမယ်ပြင်သစ်ရှိမယ်ပေါ့ပြင်သစ်ပြီးလို့ရှိရင် uk မှာတက်ချင်တယ်ဆိုလို့ရှိရင်လည်းရတယ်ပေါ့အဲ့တော့အဲကျွန်တော်ကဒီကနေပြီးတော့ pathway တစ်ခုအနေနဲ့သွားပေးထားတယ်ပေါ့အဲ့တော့အာဘာလဲဆိုတော့ဒီမှာ year 1 year 2တက်မယ် အာ final year ကြာလို့ရှိရင်ကိုတက်ချင်တဲ့အကြောင်းရွေးပြီးတော့တက်ဖို့အတွက်ကိုလည်းကူညီပေးပါအော်ဒါမှမဟုတ်လို့ရှိရင်တခြားကျောင်းကိုမသွားဘူး။ငါဒီမှာပဲပြီးအောင်တက်မယ်ဆိုလို့ရှိရင်လေဒီ PNU College ကနေပြောပဲဝယ်ရတဲ့ ठी ကို International ရဘွဲကိုယူလို့ရပါတယ်။အဲ့တော့အဓိကတော့ကျွန်တော်က Business Subject ပါ။အဲ့တော့ CYE နဲ့ဆိုင်တဲ့ Subject တွေကိုဖွင့်လှစ်ပေးထားတယ်။အဲ့တော့ Learning Outcome တွေဘယ်လို Subject တွေသင်ရလဲဆိုတဲ့ဟာကကျွန်တော်ချိတ်ဆက်ထားတဲ့ကျောင်းကြီးရဲ့ Learning Outcome အတိုင်းဒီကိုရောက်လာပြီဆိုတဲ့အချိန်ကြာလို့ရှိရင်ကျွန်တော်ကတက်ဆိုင်တဲ့ဒီမှာ Professor ကြီးတွေရဲ့ Advice ကိုယူပါမယ်။ ယူပြီးလို့ရှိရင်အဲ့ဒါကိုကျွန်တော်တို့ကဒီမှာအဟိုဘက်ကတတ်မှတ်တဲ့စံချိန်စံညုံနဲ့မှီအောင်လို့ပြန်လဲပြင်ဆင်ပြီးတော့ကျွန်တော်တို့ဒီမှာခလေးတွေကိုပို့ချပေးပြီးအဲ့တော့ဒီအောက်ဒီ PPA ကိုတက်မယ်အဲဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ minimum requirement တွေတော့ရှိပါတယ်အဲ့ဒါတော့ဘာလဲဆိုဗမာလိုဆိုလို့ရှိရင်တော့ grade 12ပေါ့အဲ့တော့12တန်းအောင်ထားရမယ်ဒါမှမဟုတ်ရှင် GET ပြီးထားရမယ်အဲ့တော့ဒီနှစ်ခုပြီးထားရဆိုလို့ရှိရင်တော့ကျွန်တော်က year 1 year 2တက်ပြီးလို့ရှိရင် တခြားတဖက်နိုင်ငံမှာကျွန်တော်ချိတ်ဆက်တွားရောက်တက်မယ်ဆိုလို့ရှိရင်ကျွန်တော်10 year final year တက်ခွင့်ရှိမယ်ဒါလို့ IGCSE ဆိုလို့ရှိရင်တော့အဲတဖက်နိုင်ငံကိုရောက်တဲ့အချိန်တိုင်းကိုရွေးချယ်တဲ့အကြောင်းပေါ်မူတည်ပြီးတော့အချို့အကြောင်းတွေအောင် foundation program ပြန်တက်ရမျိုးရှိတတ်ပါတယ် ော့တမီးနဲ့မေရတော့ဆင်နေနေမှာမေရကို PPA batch အိမ်မှာတက်နေတက်ရောက်နေရပါပထမနေ့တက်ရောက်နေဖြစ်ပါတယ်ဟုတ်ဒီကြောင်းမှာဘောနော်အရင်အစီအပြေပါတယ်စာတင်ကြေးပိုင်းမှာဆိုတော့ဘောနော်ဆရာဆရာမတွေကအာဘာသာရဲ့ဘာသာရဲ့ကိုတင်ကြားပြီးရဲ့တဘာသာချင်းစီရဲ့ဘာသာရဲ့ဆရာဆရာမတွေကအရင် ဆင်ပြေတယ်။တင်ကြားပြီးတဲ့နေရာမှာလည်းအရန်စိတ်ရှိရဲ။အကလေးရေပေါ်မှာလည်းအစားနားမလည်ဘူး။နားမလည်ရရှိလို့ရှိရင်လည်းတင်စားလေးကူးဒီဇိုင်းနဲ့ကိုရှင်းပြပေးရဲ။အဲ့ဒီတော့ဒီကျောင်းမှာဒီသူနေပြီးကိုက business ကိုဝါသနာပါရဆိုလို့ရှိရင်တော့ဒီကျောင်းမှာတက်ဖို့အတွက် recommend ပေးပါတယ်ပေါ့။ပြီးလို့ရှိရင်တော့ဒီကျောင်းမှာတော့လေဒီ personal device ဆိုလို့ရှိရင်လည်းပြန်ပြေပေါ့နော်ကိုရဲ့ကိုရဲ့အခန်းနဲ့ကိုအာပြပြမယ်ဒီ PPA ဆိုလို့ရှိရင်လည်း ပေါ့နော်သူတိတက်လုပ်ပြီးထားရှိရဲ့အာဂျီဒီဆိုလဲဂျီဒီပေါ့နော်သူတိတက်နေခွဲပြီးထားရှိရဲ့အတွက်ဟိုကိုယ့်ရဲ့ကိုယ့်ရဲ့အတိုင်းမှာကိုယ့်ရဲ့တကယ်ချင်းနဲ့ကိုပြပြပါတက်လို့ရရယ်ပေါ့နော်ဟုတ်အဲ့တော်တော်အရင်အဆင်ပြေပါတယ်ဟုတ်အားလုံးကိုအာပြပြမယ်ဒီကျောင်းမှာကိုကဒီစက်ဘာသာကိုတင်ကြားမယ်ဆိုလို့ရှိရင်တော့ဒီ BBA PIU Paramedic International University ကိုတက်ရောက်ဖို့တော်တော်ဖိတ်ခေါ်နေပါတယ်ဟုတ် တို့ဒီမှာဆိုလို့ရှိရင် activity တွေလည်းရှိပါတယ်အဲ့တော့ not ကျွန်တော်ခုနပြောသလိုမျိုးပဲကျွန်တော်ပညာရေးတစ်ခုလည်းမဟုတ်ဘူးပေါ့ကလေးတွေရဲ့ဗတ်ဆောင်ဖွံ့ဖြိုးရေးအတွက်ပေါ့ကျွန်တော်ဒီမှာဆိုလို့ရှိရင်တို့ဟိုဟာ food safety ရှိမယ် ြုလို့ရှိရင်ကျွန်တော် chart spot တွေလည်းရှိမယ်ပေါ့ chart spot တွေဒီ activity တွေရှိသလိုနောက်ဆုံး dance club ကစားရှိပါတယ်အဲ့တော့ကျွန်တော်ဒီ air tickets ကိုဘာလို့ပေးချင်တာလဲဆိုလို့ရှိရင်ဗမာပြည်မှာလည်းကျွန်တော်တို့က international ပုံစံမျိုးနဲ့တကယ် bachelor program တက်ရောက်နိုင်နေဆိုတဲ့ tickets ကိုပေးချင်တာပါအဲ့တော့ကျွန်တော်စာစာကြီးပဲတင်ပြီးတော့အเจ้าမှာပြင်းနေမှာလားဆိုမဟုတ်ပါဘူးကျွန်တော်တို့က sport တွေရှိတယ်တခြား activity တွေရှိတယ်အဲ့တော့ဒီ activity တွေကိုလှုပ်ရှားတဲ့ sport တွေလှုပ်ရှားခြင်းအပြင် စာကြီးပဲတိုးတက်လာမှာမဟုတ်ဘဲနဲ့ကျွန်တော်တို့ပေါင်းသင်းဆက်ဆံရေးရာစာ communication skill အစုံအကုန်လုံးကိုကျွန်တော်တို့ကဒီဘက်ကနေတော့ပံ့ပိုးပေးထားပါတယ်ကျွန်တော်တို့ဒီဟာတော့ပါရမီလမ်းမကြီးပေါ့အဓိကတော့ပါရမီစင်ကြာနဲ့မျက်စောင်းထိုးဆိုတော်တော်များများသိကြတယ်ပေါ့အဲ့မှာပါရမီ college ကြီးဒီရှစ်တက်ဖွဲတိုက်အနေနဲ့ရှိနေပါတယ်အဲ့တော့အချိန်မီအကြောင်းကိုလာရောက်စုံစမ်းလို့ရပါတယ်ကျွန်တော်ဒီအကြောင်းဘက်မှာလည်းအာအဓိက service payment customer service team ကလည်းအမြဲ ready ရှိနေပါတယ်အဲ့တော့ဒါမှမဟုတ်လို့ရှိရင်ဘာမှလာပြီးတော့ အာဟို idea မရှိသေးဘူးငါကလေးကတော့ကိုယ့်ချိန်မှာ12တန်းတက်နေတော့ဒါမှမဟုတ် GED တက်နေတော့ကျောင်းကိုကြိုပြီးသိကျင်နေဆိုလို့ရှိရင်လည်းကျွန်တော်ကျောင်းဘက်ကနေပြီးတော့အာ campus store ပြပြပေးတယ် customer service team ကနေပြီးတော့ကျောင်းမှာဘလို့ facility ပေးနေရစအသေးစိတ်ပြပေးရဖြစ်တဲ့အတွက်အမနာတယ်ဒါရောက်လေ့လာလို့ရပါတယ်